င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အော်စတြေးလျ Corner Store Resources Company ကအကြမ်းဖက်ဆီအိုစုနဲ့တွေ့ဖက်ပြီးတပ်တူတွင်လုပ်ငန်းနဲ့ရေကာတာစီမံကိန်းတွေကိုလုတ်ကင်နေမှုကို GFN ကဖော်ထုတ်လိုက်ပါတယ်မြမရွှေဈေးနှိမ်ပြီးဈေးကွက်ပြတ်နေတဲ့အတွက်ပြည်တွင်းရွှေတွေအင်းကြီးချင်းနိုင်ငံဈေးကွက်တွေကိုစီးဆင်းရန်ရှိနေတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ Australia Cornerstone Resources Company ကအကြမ်းဖက်ဆေးအုပ်စုနဲ့တွေ့ဖက်ပြီးတပ်တို့တွင်လုပ်ငန်းနဲ့ရေကာတာစီမံကိန်းတွေကိုလုတ်ကင်နေတယ်လို့ Justice for Myanmar ကအစိုးရကစာထုတ်ပြန်လိုက်ပါတယ်။ Cornerstone Resources Myanmar Limited ဟာမြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ Australia ဆက်ဆက်တပ်တို့တူးဖော်တဲ့ကုမ္ပဏီဖြစ်ပြီး Australia Billionaire တထေးကြီး Mark Crazy Share ပါဝင်တယ်လို့ယူဆရတယ်။ ်တပ်တူ24ရဲ့ကုမ္ပဏီတစ်ခုရဲ့ကုမ္ပဏီခွဲတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါဗါးအကြက်ဖက်စီအိုစုရဲ့အာနာသိန်းကျိုးပတ်မှုနောက်ပိုင်းမှာလည်းဗြိတိရှ်ဗာဂျင်ကျွန်းစုများ VPN ကနေတစဉ်သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့တယ်လို့လည်း JFN ကဆိုထားပါဗါးအဲလိုလှုပ်ဆောင်မှုဟာ VPI မှာမှတ်ပုံတင်ထားတဲ့ Cornerstone Resources အနေနဲ့ UK နိုင်ငံရဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုချိုးဖောက်ဖွယ်ရှိနေတယ်လို့လည်းဆိုထားပါဗါးဒီကုမ္ပဏီဟာမြန်မာနိုင်ငံမှာတုတ်တက်တူတူဖော်ရေးလုပ်ငန်းကို1996ခုနှစ်ကတည်းကစတင်ထုတ်လုပ် ခွင့်ရရှိထားပြီးတက်တန်းတိုးခွင့်ပါရရှိထားရလို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်အုပ်စုရဲ့ corner stone တို့ရဲ့ဆက်ဆံရေးဟာလည်းအာဏာသိမ်းကျိုးပတ်မှုနောက်ပိုင်းစစ်အုပ်စုရဲ့ computer နဲ့နန်းဆန်ရေကာတာစီမံကိန်းကိုဆော့ခဲ့တယ်လို့လည်း GFN ကဆိုထားပါတယ်။ရေကာတာကိုတရားဝင်စစ်အုပ်စုလက်ထက်မှာခွင့်ပြုပေးကြတာဖြစ်ပြီးပေါ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်က Color Store Resources ရဲ့စီးပွားရေးလုံထုံးလုံနည်းတွေနဲ့ပတ်သက်ပြီးနောက်ထပ်စိုးရိမ်ပူပန်မှုတွေမြင့်တက်လာစေခဲ့တယ်လို့လည်း JBF Fan ကပြောထားပါရရှင်။ ဒီတစ်ခါမှာတော့ပြည်တွင်းမှာရွှေဈေးရနှိပ်ပြီးဈေးကွက်ပြက်နေတာကြောင့် ပြည်ရင်းရွှေတွေကအင်းနီချင်းနိုင်ငံဈေးကွက်တွေကိုစီစဉ်ဖို့ရှိနေရလို့ရန်ကုန်ရွှေကုန်းတဲတူးကပြပြပါရယ်ဈေးကွက်အတွင်းမှာဈေးတန်းတစ်ခုဖွင့်လှစ်ထားပြီးမှလည်းရောင်းမရဝယ်မရအခြေအနေဖြစ်နေသလိုရန်ကုန်ရွှေသိန်းရဈေးနှုန်းနဲ့လည်းဘလို့မှရောင်းဝယ်မရဘူးလို့သူကဆက်လက်ပြပြပါရယ်လက်ရှိမှာအခောက်ရွှေတစ်ကြက်သားကို52သိန်း8000ခွဲဈေးဝန်းကျင်ရှိနေပြီးမှလည်းစစ်ကောင်စီကတတ်မှတ်ပြီးရန်ကုန်ရွှေကုန်းတဲအသင်းကထုတ်ပြန်တဲ့ဈေးနှုန်းမှာတော့အခောက်ရွှေတစ်ကြက်သားကို 46သိန်း5000ခွဲကျပ်သတ်မှတ်ထားရလို့လည်းသိရှိရပါတယ်။လက်ရှိပြည်တွင်းမှာရွှေဈေးကွက်ကိုစစ်ကောင်စီကထိန်းချုပ်ပြီးဈေးနှုန်းကိုလည်းအနှိမ်ဈေးဖွင့်လှစ်ထားတဲ့အတွက်မြမရှူရီယာအိန္ဒိယတရုတ်ထိုင်းဈေးကွက်တွေကိုစစ်စစ်နိုင်ကြမြင့်မားနေတယ်လို့ရန်ကုန်ရွှေကုန်တဲ့တူကရှင်းပြပါရရှင်။ စကိုင်းတန်းတပုတ်ကိုကြည့်အောင်ပါစကိုင်းတန်းကျွန်းလာမြို့နယ်တပန်းစိတ်ဆဲအရှိတ်ချက်ကကြည့်ရတွေကိုအကြက်ဖက်စစ်တပ်ဟာစစ်မှုထမ်းဆောင်မှုတွေအတင်းအဓမ္မဖိအားပေးချင်းချောက်ခံနေရတာကြောင့် တောင်းနဲ့ချီတဲ့ပြည်သူတွေကထွက်ပြေးနေရတယ်လို့ကျောင်းကကတ်မလို့တက်ကြွလှရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရတယ်။ဂျပန်စစ်တပ်ကစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီးရဲ့နောက်မှာကတ်မလို့မြို့နယ်ကျောင်းလာမြို့အတွင်းကြေးရွာတွေကိုစစ်မှုထမ်းဖို့နဲ့ပြူစောတိတင်နန်တရဖို့အတွက်အတင်းအဓမ္မဖိအားပေးချင်းချောက်ချင်းတွေကိုသူမှုဆိုးရိုးထားတဲ့လင်မြေတွေနဲ့အနည်းတစ်ဝိုက်တို့မှာအကောင့်ထဲပေါ်လွတ်ဆောင်နေတာကြောင့်ကျေးရွာနေပြည်သူအများပြားဟာထွက်ပြေးတင်းရှောင်နေရတာဖြစ်တယ်လို့လည်းသိရှိရပါရတယ်။ ကျွန်းလာမျိုးတစ်ရာမြိုင်အုပ်ကြီးဖြစ်သူပြူစောတိခေါင်းဆောင်ပွားကြီးနဲ့ နောက်လိုက်ပြူစောထီတွေဟာအနည်းတော့ဝိုက်ကကြေးရွာတွေကိုမကြာခဏတွားရောက်ကဖိအားပေးချင်းချောင်နေရလဲဖြစ်ပါတယ်။ဒါအပြင်ကြည်ကုန်းရွာကကြေးရွာအုပ်ချုပ်ရေးမှုဥမ္မာဝင်နေပြူစောထီခေါင်းဆောင်ဦးတောင်းဝင်းတို့ကလည်းရွာသားတွေရဲ့မှတ်ပုံတွေကိုပါသိမ့်ဆက်ထားကအမျိုးသားတွေထွက်ပြေးရင်အမျိုးသမီးတွေပါဝင်ပါရမယ်လို့ချင်းချောက်ပြောဆိုမှုတွေလည်းရှိရပါတယ်။အဲလိုဖိအားပေးနေတာကြောင့်ကျုံးလာမြို့နယ်တဖန်းစိတ်ဆဲအရှိဝဲချမ်းကြည်ရွာတွေကပြည်သူတပေါင်းခန့်ဟာအိုးရင်တွေကိုစွန့်ခွာထွက်ပြေးနေကြရလို့ လို့ကျွန်းလာကပ်ဘလူတက်ကြလှရှားသူများဖွဲ့ကပ်ဘလူခရိုင်အဖွဲ့အားတာဝန်ရှိသူတို့ကပြပြပါရရှင်ဒီတစ်ခါမှာတော့ ကီလီပြည်နယ်လိုက်ကော်မြို့ပေါ်မှာစစ်တပ်ကလူအင်အားဖြစ်တင်းနေပြီးစစ်ကြောလှုပ်ရှားမှုမရှိပေမဲ့လည်းလက်လက်ကြီးတွေပြစ်ခတ်နေတယ်လို့ KC ကျောင်းဘုံမူကြီးဖုံးနိုင်ကပြပြပါရတယ်။မေလဒုတိယပတ်ကနေစတင်ပြီးရှမ်းပြည်နယ်စီစံမြို့ကနေတစဉ်ကီလီပြည်နယ်လိုက်ကော်မြို့ထဲကိုအကြမ်းဖက်စစ်တပ်ကအင်အားဖြစ်တွင်းမှုတွေရှိခဲ့ပြီးလိုက်ကော်မိုးပြဲစီစံလမ်းကွက်ပေါ်ဖြန့်ကျက်နေရာယူထားပြီးအင်အားဖြစ်တင်းနေတာဖြစ်တယ်လို့လည်းသိရှိရပါရတယ်။ အကြမ်းဖက်စစ်တပ်ကခေါ်ယူအင်အားဖြည့်တင်းတဲ့အကြမ်းဖက်စစ်သားတွေဟာရှမ်းပြည်နယ်အရှေ့မိုင်းမာအခြေစိုက်တရင်ကတပ်သားတွေစကကလောက်ကတရင်တွေကအချို့တပ်သားတွေနဲ့လက်ကျန်တရင်တွေကတပ်သားတွေကိုထုံးလောက်ကအင်အားဖြည့်တင်းတာဖြစ်နိုင်တယ်လို့ KA စစ်ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကပြောပါရရှင်။ မွန်ပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်တံပြိုစက်မုတုံလမ်းပိုင်းကရောင်တောင်းရွာအနီးမှာစစ်ကားတစီးကိုပစ်ခတ်တိုက်ခိုက်ရာမှာစစ်သား၃ဦးသေသွားပြီးတနက်တလက်ကိုတိမ်းဆဲရရှိခဲ့လို့မွန်ပြည်သစ်ပါတီ AD အဖွဲ့ကပြောရေးဆိုခွင့်ရှိသူနိုင်ပညာမို့ကပြောပြပါရစေ။ ဇွန်လ9ရက်နေ့ညနေ၄နာရီခွဲလောက်မှာတံပြိုဇေယျမှုတုံကာလန်ပိုင်းရောင်တောင်းရအနီးမှာအကြက်ဖက်စစ်ကားတစ်စီးကိုမုံပြစ်တပါတီ AD ကဝင်ရောက်ပြစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခတ်မှုကြောင့်အကြက်ဖက်စစ်သား3ဦးဟာသေသွားပြီးသောဟာထိခဲ့တဲ့ရရှိကတနက်တလက်ကိုတင်းဆဲရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာကုကုန်းရွာကိုမီးရှို့ဖျက်ဆီးပြီးပြည်သူ၃ဦးကိုတပ်ဖြတ်ကာရုံလောင်းတွေကိုမီးရှို့ဖျောက်ဖျက်ပစ်ခဲ့တယ်လို့ဒေသပြည်သူတွေကပြောပြပါဗါတယ်။မနေ့ကမနေ့ပိုင်းကကုကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာအတွင်းထွပြင်းနိုင်ခြင်းမရှိတဲ့ကြန့်ရှိခဲ့တဲ့အသက်80ကျော်အရွယ်ပြည်သူသုံးဦးကိုအကြမ်းဖက်စစ်တပ်ကပစ်တပ်ပြီးရုံလောင်းတွေကိုမီးရှို့ဖျက်ဖျက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်တပ်ပစ်တပ်သွားတဲ့ပြည်သူသုံးဦးတွေက ဥပိုလ်ထည့်ရဲ့ရုပ်လောင်းကိုသာရှာတွေ့ထားပြီးကျန်တဲ့ဦးရဲ့ရုပ်လောင်းတွေပျောက်ဆုံးနေရလို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်ကြောင်းဟာလက်ရှိအချိန်မှာကုကုံးရွာနီးမင်းရွာမှာတက်ဆွဲထားတာဖြစ်ပြီးကျန်ရှိနေတဲ့စစ်ကြောင်းဟာဘူကိုင်းရွာမှာတက်ဆွဲထားရလို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်ကြောင်းရှိနေတဲ့အတွက်ဒေသပြည်သူတွေဟာကျေးရွာတွင်ကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးပဲနေအိမ်ပြက်စီးမှုအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးဘူးလို့ဒေသနေပြည်သူတွေကပြောပြပါရရှင်။ ုတ်ကဲ့ပါရှင်။၎င်းရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမြပါ။